တာလီစောပါကျွန်တော်ဒီနေ့သင်မယ့်အကြောင်းအရာကတော့ကွန်ပျူတာပါဝါဘတ်တန်ကွန်ပျူတာအိုပန်ကွန်ပျူတာရှတ်ဒေါင်းကွန်ပျူတာရီစတာမောက်စ်ခရီးယိတ်ဖိုရာဖိုရာထဲမှာဖိုရာတိဆောက်ခြင်းဖိုရာထဲမှာဖိုင်တိဆောက်ခြင်းဖိုရာထဲမှာပုံတွေတရှင်းတွေစသဖြင့်ထည့်ခြင်းပြီးလို့ရှိရင်ကွန်ပျူတာရီဖရက်အကြောင်းလေးကိုသင်မှာဖြစ်ပါတယ်ဗျကွန်ပျူတာပါဝါဘတ်တန်ပေါ့နော်နံပါတ်1ကွန်ပျူတာပါဝါဘတ်တန်ဆိုတာကျွန်တော်တို့ဒီမှာကွန်ပျူတာလက်ပ်တော့မှာပဲဖြစ်ဖြစ်ဒက်စက်တော့မှာပဲဖြစ်ဖြစ်ဒီ ပုံလေးကိုမှတ်ထားရင်ရပြီဗျာဒါကွန်ပျူတာပါဝါဘတ်တန်ဖြစ်တယ်ကျွန်တော်တို့ကွန်ပျူတာကိုစပြီးတော့ဖွင့်မယ်ဆိုလို့ရှိရင်ဒီပါဝါဘတ်တန်လေးကိုတစ်ချက်နှိပ်လိုက်မှဖြစ်ပါတယ်ဗျာเนาะတစ်ချက်နှိပ်ပြီးတော့ဖွင့်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ laptop မှာကြည့်မယ် laptop မှာဆိုလို့ရှိရင်ဒီအပေါ်ဆုံးအတန်းကဒီညာဘက်ဒီမှာတောင်းပါဒီ ပုံလေးပေါ့နော်ဒီပုံလေးကိုမှတ်ထားရပြီဗျအဲ့ဒါ power button ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ laptop ကိုဖွင့်မယ်ဆိုလို့ရှင်အဲ့ဒီ power button လေးကိုကျွန်တော်တို့တစ်ချက်နှဲလိုက်တာနဲ့ laptop ကပွင့်လာမှာဖြစ်ပါတယ်ဗျာနော်ဒီ power button က laptop မှာနေပြီးတော့ဒီညာဖက်မှာပဲအမြဲရှိနေရလို့ပြောချင်တာမဟုတ်ဘူးဗျာနော်တချို့ laptop တွေမှာဒီမှာဘယ်ဘက်မှာရှိတယ်တချို့ laptop တွေကဘေးမှာရှိတယ်ပုံသေးခါရှဲမရှိဘူးသူကဒါမဲ့ဒီ power button လေးရဲ့ပုံကိုမှတ်ထားရပြီဗျာနော် ဒီမှာ desktop မှာ desktop မှာဆိုလို့ရှိရင်လည်းမြင်သာပါတယ်ဗျာเนาะဒီမှာ power button ဖြစ်တယ်ဒီ desktop ကိုဖွင့်မယ်ဆိုလို့ရှိရင်ဒီ power button ကိုတစ်ချက်နှိပ်လိုက်တာ ਨੇ ဖွင့်လာမှာဖြစ်ပါတယ်ဗျာเนาะနောက်တစ်ခုကကျွန်တော်တို့ဒီ computer ကို shutdown လုပ်မယ် restart လုပ်မယ်เนาะ computer ကို shutdown ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ step ကိုနှိပ်မယ် step ကိုနှိပ်ပြီးတော့ဒီမှာ power button လေးရှိတယ်အဲ့ဒါကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာ shutdown shutdown ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီ computer ပိတ်သွားမှာဖြစ်ပါတယ်ဗျကျွန်တော်တော့ဒီနေရာမှာမလုပ်ပြတော့ဘူးကျွန်တော်စာသင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မလုပ်ပြတော့ဘူးเนาะပြီးလို့ရှိရင် computer restart restart လဲထိုးနေတူပဲကျွန်တော်တို့ step ကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီ power button လေးကိုတစ်ချက်နှိပ်မယ်ဒီမှာ restart ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ computer သူ့အလိုလိုပိတ်ပြီးတော့သူ့အလိုလိုပြန်ပြီးတော့ပွင့်လာမှာဖြစ်ပါတယ်ဗျเนาะနောက်တစ်ခုက mouse ် mouse ကတော့ကျွန်တော်တို့ဒီမှာ computer မှာကျွန်တော်တို့သုံးတဲ့ mouse ပေါ့နော်ဒီဘယ်ဖက်ကနေပြီးလက်ညှိုးကိုတင်ပြီးတော့ဒီညာဖက်ကနေပြီးကျွန်တော်တို့ဒီလက်ကလေးကိုတင်มาဖြစ်ပါတယ်ဗျာနော်အဲ့တော့ computer မှာကျွန်တော်တို့က click တစ်ချက်နှိပ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့လက်ညှိုးကိုနှိပ်တာဖြစ်ပါတယ်ဗျာနော် left click ကိုနှိပ်ဘက်ဖက်ကလေးကိုနှိပ်ဆိုပြီးတော့အဲ့လိုမပြောဘူးဗျကလစ်တစ်ချက်နှိပ်လို့ပြောတာနဲ့နေပြီးကျွန်တော်တို့လက်ညှိုးနဲ့နှိပ်တာဖြစ်တယ် right click နှိပ်ဆိုတာနဲ့နေပြီးကျွန်တော်တို့လက်ကလေးနဲ့နှိပ်တာကိုပြောတာဖြစ်ပါတယ်ဗျနော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ ဟို folder တိဆောက်ခြင်းပေါ့နော် create folder create folder တိဆောက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ desktop ပေါ်သွားလိုက်မယ်နော် screen ရဲ့ desktop ပေါ်သွားပြီးတော့ကျွန်တော်တို့ right click right click ပြီးတော့ new new ပြီးတော့ folder နော်အဲ့ဒီ folder မှာခြိုက်တဲ့နာမည်ပေးလို့ရတယ်ကျွန်တော်ကတော့ testing ဆိုပြီးတော့ပေးလိုက်မယ်နော်ဒီ testing ဆိုတဲ့ folder ကိုနေပြီးအထည်ကိုဝင်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကဒီဟာကို double click နှစ်ချက်ခောက်ပြီးတော့ဝင်มาဖြစ်ပါတယ် ဝင်သွားပြီဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ folder အแทမှာပဲကျွန်တော်တို့က right click ထောက်မယ်ပြီးရင် new ပြီးတော့ဒီမှာ folder ဆိုပြီးတော့ပြန်ပြီးတိဆောက်လို့ရတယ်ဗျာနော်အဲ့လိုမျိုးဒီဟာကကျတော့ကျွန်တော်တို့ dsd ဆိုပြီးတော့ပြေးလိုက်မယ်နာမည်နော်နောက်တစ်ခုကအဲကျွန်တော်တို့ဒီမှာ right click ထောက်မယ် new သွားမယ်ပြီးရင်ဒီမှာ microsoft word နော်ကျွန်တော်နာမည်မပြေးတော့ဘူးတစ်ချက်နှိပ်မယ် right click ထောက်မယ် new နိုင်မယ်ပြီးလို့ရှိရင်ဒီမှာ and powerpoint เนาะပြီးလို့ရှိရင်နောက်တစ်ခေါက် right click ထောက်မယ်နေယူသွားမယ်ဒီမှာ word document ဒီလိုပဲကြိုက်တဲ့လောက်ကျွန်တော်တို့ဒီ folder ထဲမှာတိချောက်လို့ရတယ်ဗျာเนาะ file နဲ့ folder တွေကိုကြိုက်တဲ့လောက်တိချောက်လို့ရတယ် folder ဆိုတာကျွန်တော်တို့ဒီဟို ဖိုင်လေးကိုအဝါလေးကိုပြောတာဖြစ်တယ်ကျွန်တော်တို့ folder ဆိုတာကတော့အဝါလေးကိုပြောတာဖြစ်တယ်ဖိုင်ဆိုတာကတော့ကျွန်တော်တို့ဒီဟာလေးတွေပေါ့နော်ဖိုင်ပေါ့အဲ့လိုမျိုးဒီ folder ထဲမှာမှာဖိုင်တွေကိုတိဆောက်လို့ရတယ်ဗျာနော် folder ထဲမှာ folder တိဆောက်လို့ရတယ်ဖိုင်တိဆောက်လို့ရတယ်ဗျာနော်အဲ့ဒါလေးကိုမှတ်ထားရင်ရပါပြီ ပြီးတော့ဒီ folder ထဲမှာကျွန်တော်တို့ဒီ file တွေသချင်းတွေကိုဘယ်လိုထည့်မလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ folder ထဲမှာ file တွေသချင်းတွေကိုဘယ်လိုထည့်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ desktop ပေါ်မှာဒီမှာပုံရှိတယ်နော်ပုံရှိတယ်ဆိုလို့ရှိရင်ဒီ folder ထဲကိုကျွန်တော်တို့ထည့်မယ်ထည့်မယ်ဆိုလို့ရှိရင်ထည့်လို့ရတဲ့နည်းလမ်းတွေကတော့ရှိတယ် data မှာကျွန်တော်ဒီမှာထည့်လို့ရတဲ့နည်းလမ်းတွေကိုလည်းအမှကျွန်တော်ပြပြမှာပေါ့နော်ဆိုလို့ဆိုတော့ဒီပုံကိုကျွန်တော်တို့ဒီမှာဒီလိုဆွဲပြီးတော့လည်းထည့်လို့ရတယ်နော် လွှဲပြီးထည့်လိုက်ရှင်လဲဒီမှာရောက်သွားတယ်ဗျပုံကနော်အဲ့လိုမျိုးဒါဆွဲပြီးထည့်လိုက်ရရတယ်နောက်တစ်ခုကဒီပုံကိုကျွန်တော်တို့ right click ထောက်မယ်ပြီးတော့ copy ပြီးတော့ဒီ folder ထဲမှာနေပြီးတော့ကျွန်တော်တို့လွတ်တဲ့နေရာမှာ right click ပြီးတော့ paste အဲ့ဒါဆိုလို့ရှင်လဲဒီမှာဒီပုံရောက်သွားပြီဗျနော် အဲ့လိုပဲဒါက copy paste လောက်တာပေါ့နော်ဒီပုံကိုကျွန်တော်တို့ဒီ desktop ပေါ်မှာလည်းမထားခြင်းဘူးတခါလဲဒီမှာ folder အထဲမှာနေပြီးတော့တခါလဲအဲ့လိုအပြီးသိမ့်ခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ right click ထောက်မယ်ပြီးလို့ရှိရင်ကတ်လုပ်မယ်ပြီးရင်ဒီ folder ထဲမှာ right click ထောက်မယ် paste လုပ်မယ် နော်အဲ့ဒါဆိုလို့ရှင်ဒီဟာရှိပြီးသားဖြစ်တယ်ဗျာဒီပုံကရှိပြီးသားဖြစ်လို့ तू က replace လုပ်မလားမေးတာအဲ့တော့ကျွန်တော် replace လုပ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာရောက်သွားမယ်ပုံကနော်အဲ့ဒါဒီ desktop ပုံမှာမရှိတော့ဘူးဒါ folder ကိုဒါ folder ထဲမှာနေပြီးတော့ဒီပုံတွေကိုကျွန်တော်တို့သိမ်းတာဖြစ်တယ်ဒီ folder ထဲမှာကျွန်တော်တို့ဒီ video ပေါ့နော် video လည်းထိုးနေတူကျွန်တော်တို့ဟိုမှာသိမ့်မယ်ဆိုလို့ရှိရင်ဒီဗီဒီယို right click ထောက်မယ်ပြီးရင် copy လုပ်မယ်ပြီးလို့ရှိရင်ဒီ folder ထဲမှာ right click လုပ်မယ် paste လုပ်မယ် အဲ့ဒါဆိုရင်ဒီမှာဗီဒီယိုဖိုင်လေးရောက်သွားတယ်เนาะအဲ့လိုမျိုးထိုနေ့တူပဲဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကနေပြီးတော့ဒီ desktop ပေါ်မှာမထားခြင်းဘူးအပီဖိုတာထဲမှာပြောင်းခြင်းလဲဆိုလို့ရှင်တော့ right click ထောက်မယ်ပြီးလို့ရှင်ရင်ဒီမှာ cut လုပ်မယ်ပြီးတော့ဒီဖိုတာထဲမှာ right click ထောက်မယ်ပြီးရင် paste လုပ်မယ်เนาะဒီမှာရှိပြီးသားဖြစ်တဲ့အတွက်သူက replace လုပ်မလားမေးတယ် replace လုပ်မယ်เนาะအဲ့ဒါဆိုလို့ရှင်ဒီမှာ desktop ပေါ်မှာမရှိတော့ဘူးဒီမှာတစ်ခါလေးရောက်သွားပြီဗျာเนาะ ဒီမှာနောက်ဗီဒီယိုတစ်ခုကိုလည်းကျွန်တော်တို့ကခဏလိုပဲ right click ထောက်ပြီးတော့ copy လို့ copy လို့ပြီးတော့ဒီဘက်မှာ right click ထောက် paste လို့ပေါ့နော်အဲ့လိုလဲရွှေ့ပြောင်းလို့ရတယ်နောက်တစ်ခုကကျွန်တော်ပထမပြသလိုပဲဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကဒီလိုဖြီးပြီးတော့ မောင်းနဲ့ဖိပြီးတော့ကျွန်တော်တို့ဒီမှာဆွဲပြီးတော့ထည့်လိုက်လို့လည်းရတယ်ဗျအဲ့ဒါဘာနဲ့အလားတူတူလဲဆိုတဲ့အခါကျတော့ကျွန်တော်ခဏပြရတဲ့ right click ထောက်ကတ်လုပ်ပြီးတော့ဒီ folder ထဲမှာနေပြီး paste လုပ်တာနဲ့တူတယ်ဗျာနော်ဆွဲထည့်တာနေပြီးတော့အဲ့လိုထည့်လို့လည်းရတယ်ဗျာနော်နောက်တစ်ခုကဒီ computer refresh အကြောင်းပေါ့နော်ကျွန်တော်တို့ဒီ computer တုံးနေတဲ့လူတွေဆိုလို့ရှိရင်တော့တော်တော်များများဟိုဟာတုံးကြတယ်ပေါ့နော် computer ဟိုမှာဒီ desktop ပေါ်မှာနေပြီးတော့ကျွန်တော်တို့ right click ထောက်တယ်ပြီးရင် refresh လုပ်တယ် right click ထောက်တယ် refresh လုပ်တယ်အဲ့လိုလုပ်ကြရဲပေါ့နော်ကျွန်တော်တို့လူတွေမှာဆိုလည်းဒီတိုင်းပဲပေါ့နော်ပင်ပန်းလာတာဖြစ်ဖြစ်ဦးနောက်ဟိုစဉ်းစားဓာတ်ရင်းများလာလို့ရှင်ဒါဦးနောက်ခြောက်တယ်စိတ်ပင်ပန်းတယ်ပေါ့နော်အဲ့လိုအခါကျရင်ကျွန်တော်တို့ဥမာကန့်ချီသွားပြီးအပန်းဖြေတာဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်တငယ်ချင်းတွေနဲ့တွေ့ပြီးစကားပြောတာဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ကြရဲပေါ့နော်ဒီတိုင်းပဲဗျကွန်ပျူတာမှာလည်းသူအလုံးများလာတယ်သူ့အလုံးခိုင်းလာပြီးဆိုလို့ရှင်ကျွန်တော်တို့ကဒီ refresh လုပ်လိုက်ခြင်းအပြင်သူကနေပြီးတော့ပြန်ပြီးတော့ဟို အသစ်ပြန်ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ refresh လုပ်ရှင်းဖြစ်ပါတယ်ဗျအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်